မင်္ဂလာညာချမ်းလေးပါခင်ဗျာဒီကလေးညတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးသူရှင်မင်းကံပလူ ရှင်းသားထားတဲ့ဘွားမဲ့စိန်နဲ့တရဲမဝိုင်းစိန်ဆိုတဲ့ပရလောကဇာတ်လမ်းကောင်းတစ်ပုဒ်ကို ပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာနားဆင်ခံစားပေးကြပါဦးခင်ဗျာဟဲ့အကောင်လှပေမပါကောင် ထားစမ်းဝိုင်းစိတ်မှာယောက်ျားဖြစ်သူလှပေကိုခြေထောက်ဖြင့်ကန်ပြီးတော့နှိုးပါတယ်ဝိုင်းစိတ်ရဲ့အတန်ချောင်းပဲဘာလဲဝိုင်းစိတ်ဟာငါအဲ့နေတော့ကိုမနှောက်ရှက်ဆမှာနေဟာဒီလိုပြန်ကားပြောရင်ဖြင့်တဖက်ကိုလှည့်ပြီးတော့အိတ်သွားပြန်ပါတယ်နင့်ကိုထလို့ပြောနေရနော်လှဖေနင်ဝိုင်းစိတ်အကြောင်းကိုသိတယ်နော်ဝိုင်းစိတ်မှာအော်ဟင်းနေလို့ လှဖေမှာဆက်ပြီးတော့မအိတ်နိုင်ပဲခေါင်းကိုကုတ်ပြီးတော့ထလာခဲ့ရတယ်ဟမ်ကဲပြောပြောဘာပြောမှလဲဘာပြောမှလဲပေးနေုံမနေ့ကရွာတဲကသန်းကြီးတို့စီမှာအကျွေးသွားပြီးတော့တောင်းထားခိုင်းတဲ့ပတ်စံလေဘယ်မလဲအပတ်စံဝိုင်းစိတ်မှာဒေါသတကြီးမင်းနေတာကြောင့်လှဖေမှာဖြေဖို့အတွက်ခတ်နေပါတယ်ဟဲ့လှဖေအပတ်စံပေးလို့ အဲအဲ့ဒါကလေမရှိတော့ဘူးဟာဘာပြောတယ်ငါပတ်စံကိုတင်ဘာလို့ပြစ်ခဲ့တာလေမှန်မှန်ပြောတော့မဟုတ်ရင်နင်ကောင်းအောင်ငါရှိုက်ခွဲပြင်ပါနေရလေဟာပတ်စံကနည်းနည်းလေးပါငါငါမနေ့ကအချက်တောက်ချင်တာနဲ့အဲ့အပ္ပစံနဲ့ဝယ်ပြီးတော့တောက်လိုက်မိတယ်ဘာပြောတယ်လှပေးအေးနေသေးပြီဒါမှဝိုင်းစေနေစိတ်ကိုချော့လေဟာနော်လှပေး နင်ပြန်လာခေစမ်းလှဖေးမပါကောင်းဝိုင်းစိမ်မှာဝကျင်းတို့ကိုကောက်ပြီးတော့ကင်လိုက်လေတော့လှဖေးလေနေရမတကြိုးတည်းထပြီးတော့ပြေးပါတယ်ဝိုင်းစိမ်နဲ့လှဖေးရဲ့အော်တန်များကြောင့်ဘေးဝိုင်းမှာရွာသူတွေရောက်လို့လာကြတယ်ဝိုင်းစိမ်နင်တို့လင်မြဘာဖြစ်ကြပြန်တာလဲဟဲ့ဒီလိုမေးတဲ့အခါမှာဝိုင်းစိမ်မှာလက်ထဲကစုပ်ကင်ထားတဲ့ ဝရင်တို့ကိုမြေပေါ်ကိုပြစ်ချလိုက်ပြီးကွက်ပြစ်ခင်းမှာတွင်ပြီးတော့ထိုင်လိုက်တယ်။ဘာဖြစ်ရမလဲ။ဟိုမသာပေါ့။အကျွေးတောင်းခိုင်းတဲ့ပတ်စံကိုအရက်ဝဲတောက်လိုက်တယ်လေ။အော်အေးညီရလေ။မပေါ့မပါကြီးနဲ့စိတ်တွေကလည်းကြမ်းလိုက်တာ။ကိုယ်စိတ်လေးကိုရှော့အောင်မဖို့ဝိုင်းစင်ရဲ့။ဟုတ်ပါရဲ့။စိတ်ကိုရှော့မှာပေါ့ဝိုင်းစင်ရဲ့။ကျုပ်စိတ်ကရှော့ပါတယ်။စိတ်ရှော့နေတဲ့ခြေထဲက ဒီအကောင်ကကြောက်ကိုဒေါသထောက်အောင်လုပ်နေတာတော့ရွာသူတွေလည်းဝိုင်းစိန်ကိုဆက်ပြီးတော့မတားတော့ပဲကြည်လို့သာ နေပါတော့တယ်ဝိုင်းစိန်နဲ့လှပြီတော့ကချစ်လို့ကြိုက်လို့ယူထားကြတဲ့လင်မယားတွေဖြစ်ပါတယ်ဝိုင်းစိန်ကမိဘတွေမရှိတော့တော့လဲမိဘခြံထားခဲ့တဲ့အမွေများကြံခဲ့တယ်လို့အတော်ဖြစ်သူမှလည်းငွေကြေးများရှိသည်ဖြစ်တာကြောင့်ဝိုင်းစိန်ဘဝကအပူအပင်မရှိပါလှပေကတော့ဆင်းရဲပါတယ် ဝိုင်းစိန်နဲ့လှပေယူပြီးတဲ့နောက်မှာလှပေမှာအလောက်အကင်ဆိုလို့မရှိပါ ဝိုင်းစိန်ကလေယာများကိုအငားချထားရုံမကပဲငွေများကိုပါ အတိုးပေးထားသည်မလို့လှပေအလုံးလုံးဖို့မလိုအပ်ပါတို့ပါတော့လေလှပေရဲ့မိဘတွေကိုတော့လှပေမထောက်ပံ့ပေးနိုင်ဘူးပေါ့တော့ကျုပ်ပြောမယ်နော်ကျုပ်ကတော့ချစ်လို့ယူခဲ့တာဒါကြောင့်လေဘာအလုံးမှ မလောက်ခိုင်းပဲ တက်တောင်တက်တာနေခိုင်းခဲ့တာအေးကျုပ်အဲ့ဒီလိုထားထားတာသိရနဲ့ကျုပ်ရဲ့ပတ်စံတွေကိုတော့ရဲ့မိဘတွေကိုခိုးပေးမယ်မစင်းစားနဲ့ဝိုင်းစိန်ကဒီလိုပြောထားလို့လှပေခင်များမိဘများကို မထောက်ပံ့ရဲပါဘူးအခုလေဝိုင်းစိန်တရားကိုကိုဝင်ကြီး လေးစီလားစီဖြစ်လို့နေခဲ့ပါပြီခွဲဥတံတွေမှာတရွာလုံးကိုဖုံးလွှမ်းလို့သွားခဲ့ပါတယ် အချိန်ကလည်းညတကောင်တို့ပင်ရောက်ရှိလို့နေခဲ့ပါပြီ အိပ်ပျော်နေတဲ့ဘွားမဲ့ဆင်ရဲ့ပြက်လုံးများရုတ်တရက်ပွင့်လို့လာခဲ့ပါတယ်အဲ့ရမှာထပြီးတွက်လက်တဲ့ခြေလမ်းများဖြင့်ဘွားမဲ့ဆင်ခြံဝိုင်းထဲကိုဆင်းလာခဲ့တယ်လာရဲ့အလင်းကြောင့်ပဲပဝန်းချင်ကိုဘွားမဲ့ဆင်ကြည့်လိုက်တဲ့အခါမှာရွာလမ်းမအပေါ်မှာသပင်းဆုပ်ဖွားကြီးဖြင့်သွာလာနေတဲ့အမျိုးသမီးကိုတွေ့လိုက်ရပါတယ်အဲ့ဒီအမျိုးသမီးရဲ့အသားအရည်များက တကူတုံးမှာဝါထိန်လိုနေပါတယ်။ဘွားမဲ့စိန်ကိုကြောပေးပြီးတော့လမ်းလျှောက်နေတဲ့အမျိုးသမီးကိုဘွားမဲ့စိန်စိုက်ပြီးတော့ကြည့်နေတယ်။ဒီလိုကြည့်နေတဲ့အချိန်မှာအမျိုးသမီးကအနောက်ကိုလှည့်လာလိတော့ဟင်ဘွားစိန်ဘွားမဲ့စိန်ရဲ့နှုတ်မှာအံဩတဲ့အတန်ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ဘွားစိန်ရဲ့မျက်နှာကိုမြင်လိုက်ရလို့ဘွားမဲ့စိန်အံဩလို့တွားခဲ့ပါတယ်။ လဲချက်တွန်းတဲ့အတန်းကြောင့်ပဲဘွားမဲ့စိန်အိမ်ဘက်မှာလန်ပြီးတော့နိုးလာခဲ့တယ်။ဖယားဖယားဖယားစိတ်တွေကလှုပ်ရှားနေလို့ဖယားကိုတားပြီးတော့ဘွားမဲ့စိန်အိမ်ယာမှာထားလို့လာခဲ့ရတယ်။မျက်နှာတက်ပြီးတဲ့နောက်ခြံဝန်းထဲမှာဗတိကိုလက်မကင်ပြီးခောက်တုတ်ခောက်ပြန်လမ်းလျှောက်နေရင်နှုတ်မှဖယားစာများရွတ်ဆိုလို့နေခဲ့ပါတယ်။ဟဲ့အမေ အစိုးရင်းနိုးနေပါလားအဲ့ရထလာတဲ့တော်ဝင်းကဘွားမဲ့စိန်ကိုမြင်လေတော့ပြောတဲ့အခါမှာဘွားမဲ့စိန်ကခေါင်းသာညှိမ့်လို့ပြပါတယ်ဘွားမဲ့စိန်ရဲ့အမှုအရာနဲ့မျက်နှာသားကိုကြည့်ပြီးတော်ဝင်းကလည်းစကားဆက်ပြီးတော့မပြောတော့ပဲမျက်နှာအစ်ပြီးမီးပို့တဲ့ကိုတန်းပြီးတော့ဝင်သွားတော့တယ်အဲ့ဒီအချိန်မှာမမဝင်မမဝင်ရေဟဲ့မိပြိုင်ဘာတွေအောနေတာလဲ မိပြိုင်းကအပြေးတစ်ပိုင်းရှောက်လာတယ်။ဒေါ်ဝင်းကဘီးပုတ်တဲမှာထွက်လာပြီးတော့မိပြိုင်းဘာဖြစ်တာလဲ။စောစောစီစီအလတ်တကြားနဲ့ပါလား၏။မိပြိုင်းကတော့ဟုတ်လေဝိုင်းစိန်ဝိုင်းစိန်မိပြိုင်းကဆက်ပြီးတော့မပြောတာကြောင့်ဒေါ်ဝင်းကစိတ်မရှိစော်နဲ့ပဲဟဲ့ဝိုင်းစိန်ဘာဖြစ်လို့လဲဟဲ့ဒီလိုမေးနေတော့ ဘွားမဲ့စိန်လေဗဒီးဆိုင်ရင်မှဒေါ်ဝင်းတို့အနီးကိုရှောက်လာခဲ့ပါတယ်ဝိုင်းစိန်ဆုံးပြီးမမောင်ရဲ့ညကခလေးမွေးရင်နဲ့မိတွင်ထဲမှာဆုံးတာတဲ့ဟေးညကဆုံးတာဟုတ်လားဟုတ်တယ်ကျုပ်တို့လည်းမတတ်ကမှသိတာအဲ့ဒါကျုပ်တို့သွားမလို့မမဝင်လိုက်အောင်မလားလို့လာခေါ်တာလိုက်ရမှာပေါ့လိုက်ရမှာပေါ့အေးစိတ်ထဲမှာမကောင်းလိုက်တာဟဲ့ဒါနဲ့ခလေးရော အသက်ရှင်ရလားမိပြန်ရဲ့ကလေးကတော့ကျမ်းပါတယ်ပြောတာပဲအေးအေးအမေကျုပ်လိုက်သွားလိုက်အောင်မယ်နော်အဲမေ့နေလိုက်တာမိဖို့တံမှာထမင်းကျော်အိုကတန်းလန်းကြီးတော့ဒေါ်ဝင်းကဒီလိုပြောတဲ့အခါမှာလိုက်သွားလိုက်အမေပဲအပီးတက်ထားလိုက်မယ်ဟုတ်ဟုတ်အမေအဲ့ဒါဆိုရင်ကျုပ်လိုက်သွားလိုက်မယ်နော်လာမိပြိုင်းသွားကြစို့ဒေါ်ဝင်းနဲ့မိပြိုင်းတို့ ဝိုင်းထဲမှထွက်သွားတာကိုဘွားမဲစိန်က ကြည့်နေရင်မှတပ်ပြင်းကိုချပါတယ်ပြီးတော့မှမိဖို့တဲကိုဝင်လာခဲ့တော့တယ်ဒေါ်ဝင်းတို့ရွာသူတွေကတော့ဝိုင်းစိန်ရဲ့အာတုပမှာလိုအပ်သည့်များကို ဝိုင်းဝန်းပြီးကိုညီလောက်ကန်ပြီးနေကြတယ်အချိန်ကတော့ညတကောင်ကိုရောက်ရှိလို့လာခဲ့ပြီးအာတုပအိမ်မှာဖဲဝိုင်းကဝိုင်းကောင်းလို့နေခဲ့ပါတယ်ရွာထဲမှာဖဲဝဒနာပါသူများကလည်းအာတုပအိမ်မှာရှောင်းနေတဲ့အခါမှာတော့ လူအတော့ကမှစီကားနေခြင်းဖြစ်တော်တယ်။ဝိုင်းစင်ရဲ့ကလေးကိုတော့လှဖေရဲ့အမေဒေါ်ကြီးကချော့မြူကတိတ်ထားပါတော့တယ်။လှဖေကတော့အရက်တွေအလွန်အကျွံတောက်ထားလို့ဖန်လက်ကုံမှခွေခွေကလေးအိပ်ပျော်လို့နေခဲ့တယ်။ခွေးတကောင်ရဲ့ဆွဲဆွဲငငယ်နဲ့အူတန်ကြီးအစုံမှာရွာထဲမှာရှိတဲ့ခွေးတွေရဲ့အူတန်တွေကပါအစမပြတ်ထွက်ပေါ်လို့လာခဲ့ပါတယ်။ ဒီခွေးတွေကွာဟုတ်ပါကွာခွေးဥတန်တွေကြားရတာကြက်သိန်းတော်မှာထတယ်ကွာဖဲသမားတွေမှာ ခွေးဥတဲ့အတန်များကြောင့်ကြက်သိန်းတွေထလို့ပြောကြခြင်းပဲဖြစ်ပါတယ်ကဲဝင်းအောင်မင်းအလက်အေးပါကွာခွေးဥတန်များကိုအာယုံဆက်ပြီးတော့မထားနိုင်ပဲဖဲချက်များကိုပြန်ကြည့်ရင် အာယုံပြောင်းလို့လာကြတယ်ဖဲသမားများက အိမ်ရှိကွက်ပြစ်မှာထိုင်ပြီးဖဲဆော့နေကြခြင်းဖြစ်ပြီးတော့မဝိုင်းစင်ရဲ့အလောင်းကိုတော့အိမ်အပြင်မှာရှိတဲ့အလောင်းစင်မှာအခောင်းထဲကိုထည့်ပြီးတင်ထားချပါတယ်။အိမ်အတွင်းမှာအိုးတွေခွက်တွေပြုတ်ကြတဲ့အသားများစုံညာစွာထွက်ပေါ်လို့လာခဲ့တယ်။ဟာဘာဖြစ်တာလဲ။ဖဲသမားတွေလည်းအလန့်တကြားဖြင့်အိမ်ထဲကိုကြည့်ကြပါတယ်။အိမ်ထဲမှာအိတ်နေတဲ့ လှဖေရဲ့မောင်နှမများကလည်းအထိတ်တနှဖြင့်အိမ်ထဲမှထွက်လာခဲ့ကြတယ်။အကြီးဘာဖြစ်တာလဲဗျ။လှဖေရဲ့အမေတော်ကြီးကိုရွာသားတွေကဘေးမြန်းတဲ့အခါမှာတော့အိုးတွေခွက်တွေပြုတ်ကြတာဗျာဘာလို့ပြုတ်ကြတာလဲမသိဘူးသူ့ဘာသာပြုတ်ကြတာဟဲ့ဟာအဲ့ဒါဆိုရင်ဝိုင်းစိန်ထင်းနေဝိုင်းစိန်တောင်းချမ်းနေတာပဲဖြစ်ရမယ် ဒီလိုပြောနေတဲ့အချိန်မှာပဲကျမ်းပြင်ကိုခြေဆောင်တန်တဲ့အိုးခွက်များကိုကန်ချပစ်တဲ့အတံများကဆက်လက်ထွက်ပေါ်လို့လာပါတော့တယ်။အမလေးဝိုင်းစိန်တော်တောင်းကြနေပြီမတရေတော့ဘုရားပြန်ပဲပြို့ဖဲသမားတွေလည်းပြန်ပြေးကုန်ကြတယ်။လှပရဲ့မိဘမောင်နှမတွေခမရမှာအိမ်ပေါ်ကိုလည်းမတ်တပ်ရှက်ကြတယ်လို့အိမ်မလည်းထွက်မသွားရှက်ကြတဲ့ဖြင့်ခြံဝိုင်းထဲမှာ ငုတ်တုတ်ထိုင်နေချာချပါတယ်။နောက်တနေ့နန်းနတ်မှာတော့ညကဝိုင်းစိန်တောင်းချန်လို့ဖဲသမားတွေအိမ်ပြန်ပြီးတော့ပြေးကြတယ်တဲ့တော့ဟဲဟုတ်လားဟုတ်ပါဝိုင်းစိန်ကိုကြောက်လို့ဒီညဘသူမှသွားပြီးတော့စောင့်မယ်မထင်ဘူးခပ်ပါရဲ့အေးဝိုင်းစိန်တို့များတေပြီးတာတော့မှစိတ်ကကြမ်းလိုက်တာနော်ဟုတ်ပါဟုတ်ပါ ရွာသူတွေကဝိုင်းစင်အကြောင်းကိုပြောနေကြခြင်းဖြစ်ပါတယ်။မိဝင်းရှင်းအမေအမေဝိုင်းစင်တို့အိမ်ကိုသွားအောင်မယ်။ဟုတ်အမေကျုပ်လည်းတော်နေဆိုရင် လိုက်လာခဲ့မယ်။အေးအေးပြေးလေအဖွားသွားပြီနော်။ဟုတ်ကဲ့အဖွား။ဘွားမဲစိန်လည်းတောင်ဝေးကို ထောက်ပြီးဝိုင်းစင်တို့အိမ်ဘက်ကို ထွက်လာခဲ့တော့တယ်။ဝိုင်းစင်တို့အိမ်ကိုရောက်တဲ့အခါမှာတော့ ဟောဘွားရောက်လာပြီတကြီးဦးနောက်ချိုကဘွားမဲ့စိန်ကိုနှုတ်ဆက်လိုက်ပါတယ်မောင်တိုးနဲ့မောင်အောင်တို့ကလည်းစစ်လိပ်ပွဲချလက်ဖက်ပွဲချလောက်ကန်ပြေးနေရင်ဘွားမဲ့စိန်ကိုမြင်တဲ့အခါမှာအနာကိုရောက်လို့လှားကြတယ်ဘွားမဲ့စိန်ကလည်းတကြီးဦးနောက်ချိုတို့စပွဲဝိုင်းမှာအတူတူထိုင်ပြီးတော့စကားပြောနေခဲ့ပါတယ်ဘွားရောက်နေတာပဲတော့ပါသေးရဲ့ ကျုပ်ဖြင့်ဘွားအင်ကိုတော်မှာလာတော့မလို့ဒီလိုအတန်နဲ့အတူရှောက်လာတီကဒေါ်ကြီးဖြစ်ပါတယ်အေးဘာကိစ္စရှိလို့လဲအေးဘွားမဲ့စိန်ကပြန်ပြီးတော့မေးလေတော့အเจ้าကတခြားမဟုတ်ပါဘူးဘွားရဲ့ဝိုင်းစိန်ရဲ့အเจ้าပါဒေါ်ကြီးကပြောလေတော့ဘွားမဲ့စိန်အချမ်းရေခွက်ကိုမော့တောင်းရင်ဒေါ်ကြီးကိုအကဲခတ်တယ်လို့ကြိလိုက်ပါတော့တယ် ဝိုင်းစိန်အကြောင်းဆိုတော့ဘာများလဲကြုတ်ချွေးမှာဝိုင်းစိန်လေညာအိမ်ပေါ်မှာရှိတဲ့အိုးတွေခွက်တွေကိုအကုန်ကန်ချခွဲပြစ်သွားတယ်ဘွားရဲ့ကြည်ရတာခလေးကိုမခွဲနိုင်ဖြစ်နေပုံရတယ်ဒေါ်ကြီးကပြောတော့ဘွားမဲစိန်ခေါင်းကိုညှိလိုက်ပြီးဖြစ်တတ်ပါတယ်ရဲလဲပြီးတဲ့အထိစောင့်ကြည့်ရမှာပေါ့ေဟုတ်ကဲ့ပါကျုပ်တော်ခလေးနဲ့လိပ်ပါလေခွဲပေးခြင်းတည်တယ် ကြုံမြေးလေးကိုစိတ်ဆွဲပြီးမကြုံမလော့မှာဆိုးလို့ပါတော့အေးပါဓာရီကိုဘွားကလှုပ်ပေးမှာပါ စိတ်မပူပါနဲ့အေးဟုတ်ကဲ့ပါအဲဆိုရင် ထိုင်ကြပါအောင်တော့ကျုပ်ဧည့်သည်တွေအတော့လက်ဖက်နှစ်ထပ်လှုပ်ပေးလိုက်အောင်မယ်အေးလှုပ်ရှားရှင်းလှုပ်ပါအေးဒေါ်ကြီးထွက်လို့သွားတော့တယ်ဘွားမဲ့စိန်လေတကြီးဥနောင် ချိုးတော့တဲ့အတူစကားပြောလို့နေလိုက်တော့တယ်အာတုပ္ပနှစ်ရက်မြောက်တဲ့နေ့မှာ ဖဲဝိုင်းကအစော်ကြီးတိတ်သွားခဲ့တယ်။ဖဲသမားတွေကဝိုင်းစင်၆လမ်းပါကိုကြောက်လို့ပြန်သွားကြပါတော့တယ်။အာတုပအိမ်မှာဒေါ်ကြီးတို့လင်မယားနဲ့ဒေါ်ကြီးသားသမီးများနဲ့ဆွေမျိုးမကင်းတဲ့ရွာသားများသာကြံရည်ခဲ့ကြပါတယ်။ဟော။ဖဲဝိုင်းကတိတ်သွားပြီလား။မောင်တိုးနဲ့မောင်အောင်အာတုပအိမ်ကိုရောက်လာ ခဲ့ကြတယ်။ဟုတ်ပါမောင်တိုးရာဒီလူတွေဝိုင်းစင်ကိုကြောက်ပြီးတော့ ြန်ကုန်ကြတာကွာသူတို့ကဝိုင်းစိန်ကိုကြောက်တယ်ဆိုတော့ကိုကြီးခင်မောင်ကရောမကြောက်ဘူးလားဗျမောင်တော်ကပြီးတော့ကိုခင်မောင်ကြီးအရန်မိုးပြီးတော့အိတ်နေတဲ့ညီဖြစ်သူလှပေကိုလှမ်းကြည့်ရင်နဲ့ငါမကြောက်ပါဘူးမောင်တော်ရငါမှငါညီနေငါတူကိုစောင့်ရှောက်ပေးဖို့တောင်းဝန်ရှိသေးတယ်လေကွာဒီလိုပြောလိုက်ပါတယ်မောင်တော်နဲ့မောင်အောင်ကလည်းကိုခင်မောင်စကားကို ခေါင်းညိတ်ပြီးတော့လက်ခံချပါတယ်။ကဲလာကြကွာ။အားတို့အချမ်းရည်တော့လက်ဖက်တော့ဆိုင်နဲ့စကားပြောကြတာပေါ့။မောင်တိုးနဲ့မောင်အောင်လာလို့ကိုခင်မောင်တို့လူအင်အားတောင်တန်းလို့သွားကြတယ်။မောင်တိုးနဲ့မောင်အောင်တို့လည်းကိုခင်မောင်တို့နဲ့အတူစကားပြောအချမ်းရည်တောင်ရင်နဲ့အာတုပအိမ်ကိုဝိုင်းကူပြီးတော့ဆောင်ပေးချပါတယ်။ဟဲ့ဘသူကြီးလဲ။ ဇပင်ကိုဖားရကြီးချပြီးခြံဝိုင်းတဲကိုခွင်းလာသူကြောင့်ဒေါ်ကြီးကအလန့်တကြထပြီးတော့អော်လိုက်တယ်။မောင်တိုးတို့လည်းဒေါ်ကြီးအတန်ကြောင့်လှမ်းပြီးတော့ကြည့်တဲ့အခါမှာအဲ့ဒီဇပင်ဖားရအမျိုးသမီးကိုတွေ့သွားကြပါတော့တယ်။ဘယ်သူလဲညာကြီးအချိန်မတော်။ဒါစားနောက်စရာမဟုတ်ဘူးနော်။မောင်အောင်ကမေးလိုက်တယ်။သို့ပါတော့လေဇပင်ဖားရချတာတဲ့အမျိုးသမီးကစကားပြန်ပြီးတော့မပြောတဲ့အခါမှာ ေါင်းတို့တို့သည်အဲ့ဒီအမျိုးသမီးကိုဝိုင်းထားပြီးအသေးအချာကြည့်ကြပါတယ်။အဲ့ဒီအထက်မှာလက်ရဲသူကအမျိုးသမီးအနည်းကိုကပ်ပြီးတော့ဇပင်ကိုလက်ဖြင့်လှန်လိုက်တဲ့အခါမှာဟာမတ်ရီထွေးဘာလုပ်တာလဲဗျ။အဲ့ဒီအမျိုးသမီးသည်မတ်ရီထွေးပဲဖြစ်ပါတယ်။ကိုခင်မောင်တို့ကမတ်ရီထွေးလို့တီးသွားလို့ရေကြမောကြတော့လေမောင်တိုးနဲ့မောင်အောင်မှာတယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးတော့ မောင်တို့ဘွားကိုသွားပြီးတော့ခေါ်တော့ဟုတ်ကဲ့ကိုကြီးအောင်မောင်တို့ကလည်းအပြေးထွက်လို့သွားတော့တယ်ကိုခင်မောင်ကနားမလဲတဲ့ပုံစံဖြင့်ပဲမောင်ဘာဖြစ်လို့လဲဒီလိုမေးတော့မောင်အောင်ဒီမက်ကြီးထွေးကိုလန်ကြိုးထိုးလိုက်ပြီးတော့သူကမက်ကြီးထွေးမဟုတ်ဘူးကိုခင်မောင်မက်ကြီးထွေးကိုတရရောက်ပိုးကန်နေတာဟေးဟေးကိုခင်မောင်တို့လန်သွားကြပါတယ် အဲ့ဒီအချိန်မှာပဲမကြီးတွေမှာ၆ကက်ကအတန်ကြီးဖြင့်တဟားဟားထပြီးတော့ရှိပါတော့တယ်။နေဘသူလဲမောင်အောင်ကမေးလိုက်ပါတယ်။ဒီလိုမေးတယ်အခါမှာတော့ငါဝိုင်းစိန်ဟဲ့ဝိုင်းစိန်ဒီလိုအော်ခဲ့ရင်စပင်းတွေကိုအနောက်ကိုဖယ်ပြစ်တဲ့အခါမှာနီရဲတဲ့မျက်လုံးကြီးတွေကိုအားလုံးကမြင်လိုက်ကြရတယ်။ဟင်ဝိုင်းစိန်ဘယ်မှာလဲ။ လှဖေမှာမမှုဖြင့်ထပြီးတော့អော်ပါတော့တယ်။အဲ့မသားကိုလာတတ်တာ။ဘင်းကိုတတ်ပြီးမှငါကလေးကိုတွားခေါ်မယ်။ဟင်?ဒေါ်ကြီးကအလန့်တကြားဖြင့်အိပ်ဖြော်နေတဲ့ဘွေးကင်းစာကလေးလေးကိုပြေးပြီးတော့ပွေ့လိုက်ပါတယ်။ဘိုင်းစိတ်စိတ်ကိုလျှော့ပါဟာ။နင်းတဲ့သူတို့ဟာဘဝချင်းချသွားပြီလေ။ဒါအောင်နင်းလက်ခံလိုက်ပါဟာ။လက်မခံဘူး။ ငါခလေးကိုဒင်းလက်ထဲမှာစိတ်မချဘူးတောက်စားနေတဲ့အကြက်တမဒင်းကိုတတ်ပြီးတော့ငါခလေးကိုခေါ်သွားမယ်ဝိုင်းစိန်ကပြောရင်လှဖေးစီကိုဒေါသတကြီးတွားတဲ့အခါမှာတော့ဟာဟာဟာဆွဲကြပါဟာဝိုင်းဆွဲကြမောင်းအောင်မအော်လဲအော်ဝိုင်းစိန်ဝင်ပူထားတဲ့မက်ရီထွေရဲ့ခန္ဓာကိုယ်ကိုဆွဲထားလိုက်တော့ကိုခင်မောင်တို့ကလည်းမက်ရီထွေကိုဝိုင်းပြီးဆွဲချပါတော့တယ် ဝိုင်းစိန်နင်ထင်ရပြီမလုပ်ပါနဲ့ဟာမောင်အောင်ကပြောတော့လေဝိုင်းစိန်မှာဒေါသတကြီးဖြင့်မောင်အောင်တို့ကိုတွန်းဖယ်ပစ်လိုက်တယ်မောင်အောင်တို့ယောက်ျားသားငါးဦးရဲ့အင်းအားကိုဝိုင်းစိန်ကတွန်းဖယ်ကပြင်းနဲ့လှဖေးစီကိုသွားပါတယ်မောင်အောင်ကလည်းဝိုင်းစိန်အားကြောင့်ပြေပေါ်မှာခွေခေကလေးလဲပြီးတော့ကြာသွားပြန်တဲ့အခါမှာထလာခဲ့ပါတယ်ဝိုင်းစိန်မလုပ်ပါနဲ့ဟာ ဒီလိုអော်ပြီးတော့လက်ကိုဆွဲထားပါတော့လေဝိုင်းဆိုင်ကမောင်အောင်ရဲ့လက်ကိုစုပ်ကင်ပြီးတွန်းဖယ်ပြစ်လိုက်ပါတယ်ဖာစံအမလေးငါသားလေးကိုမလုပ်ပါနဲ့လှပရဲ့လက်ပင်ကိုလက်ဖြင့်စုပ်ကင်ရင်ဝိုင်းဆိုင်ကပါလိုက်တယ်ဒေါ်ကြီးခမအော်လို့ပင်တားနိုင်ပြီးတော့အနာကိုလည်းမတော်ရှဲပါဘူးဝိုင်းဆိုင်တမီးထင်ရတွေမလုပ်ပါနဲ့ လှဖေရဲ့အဖေကလည်းဝိုင်းစိန်ကိုပြောလိုက်တယ်။အဲ့ဒီအခါမှာမုန်းနေတဲ့လှဖေမျက်လုံးတွေပွင့်လာပါတယ်။ဝိုင်းစိန်ငါ့ကိုလားခေါ်တာမလား။ငါ့ကိုအတူခေါ်သွားပါဟာ။ငါနေမရှိပဲအသက်မရှင်ကျင်တော့ဘူး။ဒီလိုပြောတဲ့အခါမှာဝိုင်းစိန်ကအေးငါနေကိုတတ်မှာလှဖေတတ်မှာဝိုင်းစိန်မှာလှဖေရဲ့လက်ပင်ကိုညှစ်ပါတယ် လှပြီးမှလေပေါ်မှတထောင်လောက်အထိမြောက်နေပြီးဝိုင်းစိန်ကလေပင်ကိုညှစ်ထားတဲ့အခါမှာလှဖေကဝိုင်းစိန်ကိုချစ်ပြီးတော့ပြုံးနေပါတော့တယ်။အဲ့ဒီအချိန်မှပဲဝိုင်းစိန်ရဲ့လက်ကိုချောက်ခဲအသေးလေးတစ်ခုက လာထိမှန်ပြီးဝိုင်းစိန်ရဲ့လက်မှလှဖေလွတ်ထွာသွားခဲ့တယ်။လက်မနာကျင်မှုကြောင့်ဝိုင်းစိန်အနောက်ကိုဒေါသတကြီးလှည့်ကြည့်လိုက်တဲ့အခါမှာဘွားမဲစိန်ကိုမြင်သွားလေတော့ကြောက်လန့်လို့သွားခဲ့ပါတယ်။ မြေရဖားတွေကိုမချင်မနှက်ဖြစ်နေတာလဲဝိုင်းစိန်ဘွားမဲစိန်ကဘေးလီတော့ကျောက်ကလေးကိုဒင်းနဲ့စိတ်မချဘူးကျောက်ကလေးကိုကြောက်ခေါ်သွားမယ်ဝိုင်းစိန်ကဒီလိုပြောပါတယ်ဘွားမဲစိန်ကခေါင်းကိုခါချမ်းလိုက်ပြီးတော့မဖြစ်နိုင်တာအေးကြီးရကလေးကိုအသေးတက်ပြီးဝိညာဉ်ကိုခေါ်သွားတော့ဒီကလေးဘွားကပါထူးမှလေအခုပဲကြည်လေ ီရောက်ခမကိုတိုင်ခလေးကိုစောင်းရှောက်ပေးနေတာမလားညီဟာဘာကိုစိတ်မချစရာရှိလို့လဲဘွားမဲဆိုင်ကပြောတော့ဒေါ်ကြီးကလည်းဟုတ်ပါတယ်သမီးရဲ့အမေတို့ညီသားလေးကိုစောင်းရှောက်ပေးမှာပါ စိတ်ချပါသမီးရဲ့နောက်ဆန်မတင်းပါနဲ့နော်စိတ်မကောင်းစွာပြောလိုက်ပါတယ်ခွိုင်းဆိုင်ကဒေါ်ကြီးကိုကြည့်လိုက်ပြီးတော့တော်တော့ကိုမကြုံဘူးကျုပ်သားကိုကြောက်ခေါ်သွားမယ် ဒေါသတကြီးဟင်ပြောပြီးခလေးကိုခေါ်ဖို့ဒေါ်ကြီးစီကိုသွားပါတယ်။သို့ပါတော့လေဘွားမဲ့စိန်ကအရှိမပိတ်ပြီးတော့ရှက်လိုက်တယ်။မမိုက်ဆမ်းပါနဲ့ဝိုင်းစိန်ရဲ့ပြောစကားကိုနားထောင်ရင်ထောင်မဟုတ်ရင်ငါညီးကိုအပြစ်ပေးရလိမ့်မယ်နော်။ဘွားမဲ့စိန်ကပြောတဲ့အခါမှာတော့ဘွားကြိုက်တယ်လို့လို့ကျုပ်ကတော့ခလေးကိုခေါ်သွားမှာဖြစ်မယ်။ဝိုင်းစိန်ကပြောပါတယ် ကောင်းပြီလေကြီးသွားပြီးတော့ခော့ချေဘွားမဲစိန်မှာဒီလိုပြောပြီးဝိုင်းစိန်ကိုလမ်းဖယ်ပြေးလိုက်တယ်ဝိုင်းစိန်ကလည်းဘွားမဲစိန်ကိုကြော်ပြီးတော့တော်ကြီးစီကခလေးကိုလူချူပူသွားပါတယ်တမီးရဲ့ခလေးကိုမခော့ပါနဲ့အမေတောင်းမှန်ပါတယ်နော်ဟုတ်ပါတယ်အဖေတို့မြေးလေးကိုမခော့ပါနဲ့တမီးရဲ့နော်လှပရဲ့မိဘတွေမှာဝိုင်းစိန်ကိုတောင်းပန်ချပါတယ် ထိုးစကားများကိုဝိုင်းစိန်ကပြီးတော့မှမတုံ့ပြန်ပဲခလေးကိုသာခေါ်ဖို့လှမ်းလိုက်တဲ့အခါမှာတော့အာအမလေးသူ့ရဲ့လက်မှာခလေးစီကိုမချောက်ပဲသူ့ခေါင်းကိုကင်ကအထိတ်တလန့်နဲ့អော်ခဲ့ပါတော့တယ်အမလေးခေါင်းတွေ꿰ပါပြီကြုတ်ခေါင်းကြီး꿰ပါပြီတော့အမလေးနားလိုက်တာတော့ဝိုင်းစိန်မှာမြေပေါ်ကိုပြစ်လဲပြီး လူးလိမ်ပြီးတော့အော်ခဲလို့နေပါတယ်အမလေးနားလိုက်တာတော့မထုပါနဲ့ကျုပ်ခေါင်းကိုမထုပါနဲ့တော့ဝိုင်းစင်ရဲ့အော်တန်ဟစ်တန်တွေကစူညာလို့နေပါတယ်ဘွားကျုပ်မိမကိုအပြစ်မပေးပါနဲ့အဲ့ဒီအစာကျုပ်ကိုပဲတတ်လိုက်ပါ ကျုပ်ကိုပဲတတ်လိုက်ပါဗျလာပေသည်ဘွားမဲ့စင်အရှိမလက်အုပ်ကလေးချီပြီးတော့ဒူးထောက်ပြီးတောင်းပန်ရှာပါတော့တယ် လှဖေဖေဆန်းနေမိမားကနဲ့ကလေးကိုတတ်ပြီးတော့ခေါ်သွားမှာအခုဖေဆန်းဘွားရဲ့ကျုပ်တောင်းမှန်ပါတယ်ဗျာသူအမားမဟုတ်ပါဘူးကျုပ်အမားပါဗျကျုပ်ကလေသူစိတ်ချအောင်မနေတော့ကျုပ်လက်ထဲကသူ့ကလေးကိုမထားခင်တိုင်းဖြစ်နေတာအပွားရဲ့ကျုပ်မိမားကိုကျုပ်ပြောပါမယ်ဗျာဘွားခွင့်လွှတ်ပေးပါနော်လှဖေမှာတငုံကိုတည်ရင်နဲ့တောင်းပါနေတော့ဘွားမဲ့စိန်တပ်ပြင်းချလိုက်တယ် ြီးတော့ညာလက်ကိုခွေချလိုက်ပြီးတော့ကဲဘောင်ရင်ရှင်းနိုင်ရင်ရှင်းပြီတော့ဒီလိုပြောလိုက်တဲ့အခါမှာလှပီသည်မြေပေါ်မှာလဲနေတဲ့ဝိုင်းစိန်ကိုနှွားထူပြေးလိုက်ရင်လည်းဝိုင်းစိန်ငါငါလေနေအသက်ရှိစဉ်ကနေရှာကျွေးတာစပြီးတော့နေအကြိုက်နေခဲ့တဲ့သူပါဒါပေမဲ့ငါယောက်ျားပါဝိုင်းစိန်ရဲ့ငါတို့သားလေးကိုငါစောင့်ရှောက်ပါပါ ငါသားလေးကို လူတော်လူကောင်းလေးဖြစ်တဲ့အထိငါကြွေးမွေးစောင့်ရှောက်တော့ပါတယ်ဝိုင်းစိန်ရဲ့လှဖေပြောတော့ဝိုင်းစိန်မှာလှဖေကို ကြည့်လိုက်ပါတယ်ငါ့ကိုရှုံပေးပါဝိုင်းစိန်ရဲ့ဒင်းမရှိတော့ဘူးဆိုတဲ့စိတ်နဲ့ငါနဲ့နောက်ကိုလိုက်ချင်နေတာပါဟာဒါပေမဲ့ငါတို့သားလေးရှိသေးတယ်ဆိုတဲ့စိတ်ကြောင့်ငါနေနေရတာပါငါနဲ့ကိုချက်တယ်လို့ငါသားလေးကိုလည်းချက်ပါတယ်ဝိုင်းစိန် သိချလာလင်သားလေးကိုစောင်းဆောင်မယ်ဆိုတာသိချလာလှပြီသိချပါတယ်ဟာအခုဘွားနဲ့ငါမိဘတွေရဲ့အရှိမငါကတိပေးပါတယ်သားလေးကိုစိတ်ချပါဟာငါအရက်လည်းမတောက်တော့ပါဘူးသားလေးကိုနေမရှိတော့ပြင်မဲ့အဖေနေရာရော အမေနေရာပါရှုပြီးငါပြုစုပြုထောင်ပေးမှာပါလှပြီကပြောလိုက်ချင်းဖြစ်ပါတယ်ဟုတ်ပါတယ်သမီးရဲ့ အမေတို့ကလည်းသားနဲ့မြေးလေးကိုပြစ်မထားပါဘူးစိတ်ချပါသမီးရဲ့ဒေါ်ကြီးကပါပြောတဲ့အခါမှာဝိုင်းစိတ်မှာမျက်ရည်တွေကျလာတယ်ပြီးတဲ့နောက်ခေါင်းကိုညှိလိုက်ပြီးတော့ကျုပ်စိတ်ချပါပြီကျုပ်စိတ်ချပါပြီတော့ဘွားကျုပ်စိတ်ချပါပြီဘွားမဲစိန်ကိုကြည့်ပြီးထပ်ပြောတဲ့အခါမှာဘွားမဲစိန်ကပြုံးပြီးတော့ခေါင်းညှိရှာပါတယ်ဝိုင်းစိတ်မှာ ။ရေပေါ်ကိုခွေကနေလဲလို့ကြာသွားတယ်။ဝိုင်းစိန်လှဖေသူကဝိုင်းစိန်မဟုတ်တော့ဘူး။ရှီထွေးဖြစ်သွားပြီကွ။လှဖေမှာဝိုင်းစိန်ကိုထူပုတ်လို့တော့ဘွားမဲ့စိန်ကထိုးတော့ပြောလိုက်တယ်။မက်ရီထွေးကိုမောင်တိုးတို့ဝိုင်းပြီးတော့ထိုးပေးကြပါတယ်။ဟုတ်တော့ကျောက်ကဘာလို့ဒီလိုရှောက်နေတာလဲ။မက်ရီထွေးမှာတန်းရတော့နဲ့မေးမြန်းပါတယ်။ မတ်ကြီးတွေ ခမည်းတော်ဝိုင်းစိန်ဝင်ပူးတာဗျဟမ်ဝိုင်းစိန်ဝင်ပူးတာဖះဖះဖះမတ်ကြီးတွေတဲ့လမ်းလို့သွားပါတော့တယ်ကဲမောင်တို့မင်းအမအကိုလိုက်ပို့ပေးလိုက်အောင်ခွက်ဟုတ်ကဲ့ပေါ့မတ်ကြီးတွေကိုပေါင်တို့ကအိမ်ပြန်လိုက်ပို့ပေးချတယ်ဘွားမဲ့စိန်ကတော့အိမ်ကိုမပြန်တော့ပဲဒေါ်ကြီးတို့နဲ့စကားပြောနေခဲ့တယ်ဝိုင်းစိန်ရဲ့သားလေးကိုလည်းကြည့်ပြီးတော့ ခြိမှန်းကျိုးလေးကိုလဲပင်းမှာဆွဲပီလို့ထားပါတော့တယ်။ကျုပ်ရဲ့ချွေးမှလေဘဝကူကောင်းမှပါနော်ပွာ။ကောင်းမှပါကွယ်။မောင်လဖေကလည်းဂတိတီပေါ့။ตาလေးကိုတေချာပြုစုပြိုးထောင်။ဒါမှလည်း तू ဟာစိတ်ချမှာကွယ်။ကျုပ်ဂတိတီပါတယ်ပွာရဲ့။ तू လည်းနောက်ဆန်မတင်းเสียရပါဘူး။အေးအေးကောင်းပါတယ်ကွယ်။သွားတဲ့သူလည်းစိတ်ချလက်ချသွားရတာပေါ့။ ဒီလိုအဖြစ်ပဲဝိုင်းစိန်ရဲ့အာတုပပြီးဆုံးလို့သွားခဲ့တယ်။ဝိုင်းစိန်အတွက်လည်းကိုယ်တူကောင်းမှုတွေလုပ်ပေးကြပါတယ်။လှပေကတော့သူကတိအတိုင်းအရက်ကိုဖျက်ပြီးတားဖြစ်သူကိုစောင့်ရှောက်ပေးရှာတယ်။ဒါတည်းမကဝိုင်းစိန်လောက်ကင်ခဲ့တဲ့အလုံများကိုလှပေကိုယ်တိုင်အိုးစီးပြီးလောက်ကင်နေပြီးဖြစ်ပါတယ်။ဒီလိုအဖြစ်ပဲဘွားမဲ့စိန်နဲ့တရေမဝိုင်းစိန်ဆိုတဲ့စာမူလေးကတော့ပြီးဆုံးလို့သွားပါ යි ခင်ဗျာ။ ဇလန်လေးကိုစောင့်အောင်ထောင်ပြရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်အစီအစဉ်တင်ဆက်သူကတော့ကျွန်တော်ထပ်အောင်ပဲဖြစ်ပါတယ်ခင်ဗျာ